ရတယ်အခုတနာနေကြသူဖန်နေရလေအလုံးတနာပါရဲ့အခုပြောရက်တယ်ဗောဒါတော့တောင်းဝက်နေအောင်ခွင့်မလို့ဘောသူဖန်နေရတော့အလိုစိတ်ဆိုးနေကြတယ်မပြောနဲ့မပြောနဲ့ exit တင်စစ်ကောင်မပြောနဲ့ကိုအီချမအိုက်တင်အရန်လုတ်တယ်အိုက်တင်အရန်ကောင်းတဲ့မင်းသားဆိုတော့ကိုကသူနဲ့တွေ့တရုပ်ဆောင်ရဆိုတော့ကိုအိုက်တရားအရန်ဟာနေလို့မဖြစ်ဘူးလေအဲ့လိုဆိုတော့လိုက်ဖက်ညီအောင်ဗောနော်ဟုတ်စူးစမ်းထားပါရဲ့ စင်ကတအားရိုက်တော့လည်းဝမ်းစင်ဝမ်းကန်တဲ့အဆင်ပြေသွားအမှုရမ်းရသွားလေအဲ့လိုမသိဘူးအဲ့လိုဖောက်ပြန်ခံခံလိုက်ရရယ်ဆိုခံစားချက်ကြီးကကိုယ့်အကူခံစားကြည့်ရအောင်မအရင်စိုးတယ်ပေါ့နော်အဲ့လိုဆိုတော့အဲ့ character မြန်နေကြီးအစားခံစားရတာဆိုတော့ဝမ်းစင်ဝမ်းကန်တဲ့အဆင်ကတော်တော် okay သွားတယ်ထထရိုက်စီရအောင်လို့ပေါ့နော်ထပါထပါလို့ 조사ထားပါတယ်ဒါပြောပြောတယ်လို့ပေါ့ကိုအေးချမ idea အရန်လုတ်တယ် idea အရန်ကောင်းတဲ့မင်းသားဆိုတော့ကိုကသူနဲ့တွေ့တရုပ်ဆောင်ရဆိုတော့ကို idea အရန်ဟာနေလို့မဖြစ်ဘူးလေအဲ့လိုဆိုတော့လိုက်ဖက်ညီအောင်ပေါ့နော်ဟုတ်조사ထားပါတယ်ဒီလေးကကိုမင်းကိုပဲခြေတကယ်ချစ်တာပါမပြောနဲ့မပြောနဲ့အဲ့ချစ်တယ်ဆိုတော့မပြောနဲ့တကယ်တော့အဲ့လိုမျိုး heavy scene တွေရိုက်တိုင်းရိုက်တိုင်းအဲ့လိုအကုန်လုံးပါပဲတရုပ်ဆောင်အကုန်လုံးပါပဲမော်ပြီးတော့ဂျန်ခဲ့ရဆိုတော့တစ်ခုလုံးစိတ်ညစ်ပြီးတော့ ကိုတကယ်ဖြစ်တယ်လို့မျိုးကြီးအဲ့လိုမျိုးလုံးရတာဆော့လေအဲ့ကြောင့်အနုပညာရှင်တော်တော်များများနောက်ပိုင်းကျရင်နှလုံးရောဂါဖြစ်နိုင်ခြေအရင်များတယ်။ဘာလို့ဆိုတော့သူကဒီ emotion အရင်သုံးရတဲ့လူတွေဆော့လေဒါကတော့ကြိုတင်ကာကွယ်ပြီးတော့ဆေးရပါတော့ supplement တွေအဲ့လိုကြိုတောက်ကိုစဉ်းစားထားတယ်။တပိပိနဲ့အလုပ်တွေလုပ်လာတာလေအဲ့လိုအဲ့လိုမျိုးနှလုံးကအဲ့လိုမျိုးငိုပြီးသွားဆိုအလူကအဲ့လိုလေမောပြီးကြံခဲ့ရမျိုးဆော့ deployment တောက်တောက်တင်နေတင်နေအခုတနာနေကြသူ့ဖန်နေရလေအလုံးတနာပါရဲ့အခုပြောရက်တယ်ဗောဒီလောက်တောင်းဝက်နေအောင်ခွင့်လို့ဗောသူ့ဖန်နေရတော့အလိုစိတ်ဆိုးနေကြတယ်အဲအကူက character ကိုအရင်စိတ်နှစ်ပြီးတော့လုပ်တဲ့လူပေါ့နော်အဲ့လိုဆိုတော့အဲလေးစားအတူယူခဲ့ရတာကြီးတော့အများကြီးပဲအရင်တော့ဆိုရင်တော့ character ကိုအဲ့လောက်ကြီးဂယူးမဆိုင်မိဘူးပေါ့ကွာ senior တော်တော်များများနဲ့ တရုတ်ဆောင်ရတယ်တယောက်ကိုတစ်မျိုးစီအဲ့လိုမျိုးပုံစံလေးလေးတွေရရှိအောင်ဆိုတော့ကောင်းတဲ့ဟာလေးဆိုတာအများကြီးအတူယူဖြစ်တယ်ဟုတ်သားတော့သားအနေနဲ့ item လုံးလို့ကောင်းလာဆိုရင်အဲ့ဒီဖောက်ပြန်တာမိွားရဲ့ဆင်းရဲအိမ်မွားဆင်းတဲ့ဆင်းရဲကတော့သားအတွက် item လုံးရအားရတဲ့ဆင်းနှစ်ဆင်းပေါ့နော်ဟုတ် ရှာတယ်ဟုတ်အဲအိမ်နှောင်းလူရိုက်တုံးကတော့အဓိကကတော့ဒရိုက်တာပေါ့နော်ကိုအောင်ချမ်းလူကအများကြီးတင်မိရယ်ပြီးတော့အဲတတို့လည်းအိုက်တင်ကိုရဲ့အိုက်တင်အတိုင်းအိုက်တင်လောက်ခွင့်ပေးရယ်ပေါ့နော်အဲ့လိုဆိုတော့အဲအများကြီးတော့အဆင်ပြေခဲ့ပါရှင့်အဲ့တော့ဒီနှောင်းလူကတပိုင်းနဲ့ဆိုမှအရန်ပေါက်သွားတယ်နော်ဟုတ်တယ်မဟာမကြီးရှုသူနှောင်းလည်းများရယ်လို့ကြားကြားရတယ်ပေါ့ဟုတ် ော့ဒါအေဂျင့်မောင်ကိုလည်းနောက်ပိုင်း main clip ပြတဲ့အရန်များတယ်ဆိုတော့ဒီစကိုင်းရိုက်တဲ့အခါမှာဘယ်လိုလေးတွေရှိသေးတယ်ညီမအရန်ကြီးတို့မရှိပါဘူးဒါတို့ကတော့ senior မျိုးစုံနဲ့စုံနေရဆိုတော့ senior တယောက်နဲ့စုံတိုင်းဒီဒီ senior ရဲ့ idea ကဘယ်လိုလိုက်နိုင်အောင်လုပ်မလဲငါ character ကိုဘယ်လိုမျိုးအဲဖန်တီးမလဲဆိုတာမျိုးပို့ပြီးတော့ကြီးစိုက်ဖြစ်ပါရဲ့တောင်းညမှာပေါ့လို့ကြီးစားတောင်းညမှာပေါ့ဒါပေမဲ့အဲ့လိုဆွဲထားမဲ့နေမှာတော့မပါဘူးဒါက အေးငါ့ကိုလုတ်တယ်โอเคစိတ်တော်နည်းနည်းပြတ်တယ်အဲ့လိုမျိုးလေနောက်ဆုံးတိရောတီးခံအောင်ပါတီးခံမီးရဲ့နောက်ဆုံးမရတော့ဆိုရင်တော့ဆွဲတော့ဆွဲထားမယ်တယ်မှာတော့မပါဘူးထင်တာပဲအဲ့လိုမျိုးမကြုံဘူးတော့မသိဘူး အများကြီးတော့အရင်တော့ထက်စားရင်တော့အလုပ်တွေအများကြီးလုပ်လာရတယ်ပေါ့နော်ပြီးတော့ကိုဖန်တီးချင်တဲ့ character လေးကြီးလည်းဖန်တီးခွင့်ရရယ်ဒီအခုဆိုလဲ drama ပေါ့နော်ရုပ်ရှင်ကားကြီးကိုမှအဲ့လိုမျိုးကိုလည်းလုပ်ွက်ရရတယ်ပြီးတော့ကိုနေတိုးနဲ့လည်းဆောင်ရမယ်ဆိုတော့အဲ့ကားတွက်လည်းအခုတည်းကစိတ်နှစ်ပြီးတော့အများကြီးပြင်ဆင်နေရပေါ့နော်ဒါတို့ဟိုနောက်လာကြရင်ပုတ်ပွားမှသွားရိုက်တော့မှာအဲ့လိုဆိုတော့ character ကလည်းအဲ့လိုလုပ်ွက်ရရပေါ့ရုပ်ရှင်ကားကြီးမှာကြတော့လုပ်ွက်ရဖို့ကအဲ့လို ဟိုနည်းနည်းလေးရှားတယ်ပေါ့နော်အဲ့လိုဆိုကိုကဒီလိုမျိုးမြေစာမှာဆိုလဲဒါလုတ်ွက်ရခဲ့အဲ့ဆိုအဲ့လိုမျိုးနောက်တကားပေါ့နော်ဒီဒီကိုနေတိုးနဲ့ကားမှာဆိုလဲအဲ့လိုဆိုဒီကားမှာတော့တော်တော်စိတ်ညစ်ထားတယ်ပိတ်သက်ဒီကျင်းနေကျင်းနေမှာပေါ့နော်ตาအဲ့လိုပေါ့တရုတ်ဆောင်ကောင်းတယောက်ဖြစ်ချင်တာအဲ့လိုသူတို့အမြင်မှာတန်တန်ကြီးကတရုတ်ဆောင်ကောင်းနေတန်တန်ကြီးကမင်းသမီးဆွဲဟာမျိုးဒါက မြင်စီချင်တာပေါ့နော်အဲ့လိုဆိုတော့အခုလဲနှောင်းလူဒီကြည့်ပြီးရပြစ်သက်တွေက feedback အနေနဲ့အဲတန်တန်ကြီးအရန်တိရုပ်ဆောင်ကောင်းလာတယ်တက်လာတယ်အဲ့လိုမျိုးမြင်ရတယ်ပေါ့နော်ဒါသာလူချင်းတဲ့အရာဆိုတော့ဒီထက်အများကြီးကျူးစား တော့ပါမယ်တိရုပ်ဆောင်ပိုင်းမှာပေါ့နော်ဟုတ် ဒီနေ့ကတော့အဲမပူရဲ့အသေးခွဲတချင်လေးနောက်တစ်ပုဒ်ပေါ့နော်အဲ့မှာကိုဆက်နဲ့ပြန်ဆောင်သွားရဲ့ပြီးတော့ကိုချမ်းမင်းနဲ့ပြန်ဆောင်နေပေါ့နော်ဟုတ်ပပိုးနဲ့ခင်နာကြာပြီနှစ်နှစ်လောက်ရှိပြီအဲသူအရင်တုန်းကသူကတချင်ဆိုတာဝါသနာပါအခုကျသူတချင်အရင်ပေါက်သွားပါတော့ဝမ်းတာပါတော့တကယ်ချင်းတချင်လိုမျိုးပေါက်သွားဆိုအခုကတော့နောက်တစ်ပုဒ်ပေါ့နော် ပါဝဲအဖြစ်ထားပါတယ်